မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်မြန်မာပြည်အတွက်အရေးပေါ်ဆောင်ရွက်ဖို့လုံခြုံရေးကောင်စီကိုကုလအရာရှိတောင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံကငလင်ပေးတဲ့ဒေသတွေကိုစစ်ကောင်စီကဆက်လက်တိုက်ခိုက်နေတာတွေကုလသမဂ္ဂလုံခြုံရေးကောင်စီကဂျောင်းဝင်ဖြည့်ရှင်ပေးဖို့ဆုံးဖြတ်ချက်တစ်ခုချမှတ်တင်တယ်လို့ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်တွန်းအမ်ဒူကတိုက်တွန်းလိုက်ပါတယ်ငလင်ကျောင်းအကူအညီလိုအပ်သူတွေထံကယ်ဆယ်ရေးလုပ်ငန်းတွေရောက်ရှိဖို့အပြစ်ခံရစေမယ်လို့စစ်ကောင်စီကကြေညာခဲ့ပြီးမြေဒါဇင်နဲ့ချီပြီးတိုက်ခိုက်မှုတွေဆက်လက်လုပ်ခဲ့ ကြောင့်အဲ့ဒီတိုက်ခိုက်မှုတွေကြောင့်အရေးတကြီးလိုအပ်နေသူအများအပြားတန်းအကူအညီတွေမရောက်နိုင်ဖြစ်ခဲ့ရပြီးအခြေအနေတွေကိုပိုပြီးဆုံးရွာစေခဲ့တယ်လို့ဆိုပါတယ် မြန်မာပြည်သူတွေကလုံခြုံရေးကောင်စီကစစ်ကောင်စီကိုအရင်ယူဆောင်ရွက်မှုကိုလိုအပ်ပါတယ်။လုံခြုံရေးကောင်စီကစစ်တပ်နဲ့အတိုက်ခံလက်နက်ကင်ဖွဲ့တွေရဲ့အပြစ်ခံရစိမ်းကိုကြိုးဆိုကြောင်းနဲ့ငလင်ကြောင်ထိခိုက်ခဲ့သူတွေကိုစာနာကြောင်ဖော်ပြခဲ့တဲ့နောက်စစ်ကောင်စီကစစ်စင်ရေးနှစ်ဆတွန်းလုံဆောင်လာတဲ့အတွက်အခြေအနေတွေအလွန်ဆိုးရွားလာခဲ့တယ်လို့တူအမ်တူကသတိပေးလိုက်ပါတယ်။မြန်မာနိုင်ငံကပဋိပက္ခတွေမှာပါဝင်ပတ်သက်သူတွေအလုံးတိုက်ခိုက်မှုတွေရဲ့ဆိုင်ပေါ်နဲ့စစ်ကောင်စီရဲ့လူ့ခွင့်ရေးချိုးဖောက်မှုတွေနဲ့လူသားချင်းစာနာမှုအကူအညီတွေအတားအဆီးတွေချက်ချင်းအဆုံးသတ်ဖို့အတွက်လုံခြုံရေးကောင်စီ င်အနေနဲ့အရေးပေါ်ဆုံးဖြတ်ချက်ချလှုပ်ဆောင်တင်တယ်လို့သူကဆိုပါတယ်။ကုလသမဂ္ဂအေဂျင်စီတွင်အဖွဲ့ဝင်နိုင်ငံတွေနဲ့တခြားလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းတွေကိုလည်းအမျိုးသားညီညွတ်ရေးဆိုရာ NUG တိုင်းတာလနဲ့ကန်ဖွဲ့ရီမြန်မာလူမှုအဖွဲ့အစည်းတွေနဲ့တူပူးပေါင်းလှုပ်ဆောင်ဖို့လုံခြုံရေးကောင်စီကတိုက်တွန်းဖို့ကိုလည်းတွန်ဒရူကတောင်းဆိုလိုက်ပါတယ်ဆလပီပြည်သူ့ကာကွယ်တပ်ကဖမ်းဆီးထားတဲ့အကြံဖက်စစ်တပ်တမ89တမမှု ဗိုလ်မှူးချုပ်အောင်သက်ဦးက2021ခုနှစ်မှာအမှတ်တင်စစ်ပြုဝါမှုအပြင်ရန်ကုန်မှပြည်သူများကိုပြစ်ခတ်တပ်ဖြတ်မှုမှာအဓိကဦးဆောင်ပါဝင်ခဲ့တဲ့ဆိုတဲ့ကြောင့်တင်ဆက်ပေးပါမယ်။သကိုင်းတိုင်းအင်းတော်မြို့သိမ်းတိုက်ပွဲမှာပြည်သူကာကွယ်တပ်တွေကဖမ်းဆီးထားတဲ့တပ်မ89တပ်မမှုဗိုလ်မှူးချုပ်အောင်သက်ဦးက2021ခုနှစ်စစ်အာဏာသိမ်းချိန်မှာရန်ကုန်တိုင်းစစ်ဌာနချုပ်ရဲ့အမှတ်တင်စစ်ပြုဝါအပွဲမှာစစ်ပြုဝါမှုဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးရန်ကုန်မှာစစ်အာဏာရှင်ဆန္ဒပြပြည်သူတွေကိုပြစ်ခတ်တပ်ဖြတ်ရမှာအဓိကဦးဆောင်ပါဝင်ခဲ့ကြောင်း ၎င်း၏အကြောင်းကိုတိကျစွာသိရှိထားတဲ့သတင်းအရင်းမြစ်တွေကပြောပါရယ်ပုံမှုချုပ်အောင်တအုပ်ကစစ်တပ်ကတို့အပတ်စဉ်၄၀နှစ်ကျောင်းဆင်းဖြစ်ပြီးတမ89တမမူဖြင့်2024ခုနှစ်နိစက်ပိုင်းမှာစတင်ကတာဝန်ယူခဲ့ခြင်းဖြစ်ကြောင်း၎င်း၏နောက်ကျောင်းရာဇဝင်ကိုပြန်လည်လည်လာခြင်းယင်း2021ခုနှစ်စစ်အာဏာသိမ်းခြင်းရန်ကုန်မှာဆန္ဒပြပြည်သူတွေကိုစစ်တပ်ကပြစ်ခတ်တပ်ဖြတ်ရမှာအောင်တအုပ်ကရန်ကုန်တိုင်းစစ်ဌာနချုပ်ရဲ့အမတ်တေစစ်ပြူဟာမှုပုံမှုကြီးအဖြစ်ဖြစ်နေအမိန်ပေးစီကိုင်းခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်အဲဒီနောက်ရန်ကုန်တိုင်းစစ်ဌာနချုပ်အမတ်တေစစ်ပြူဟာမှုအဖြစ်မှာ ကန်ယူနယ်တိုင်းစစ်ဌာနချုပ်ကော့တောင်းတက်နေရင်စစ်ပြူဟာမှုဖြစ်ပြောင်းရွှေ့ခဲ့ပြီး2023ခုနှစ်နိုဝင်ဘာလထိတာဝန်ထမ်းဆောင်ခဲ့ကြောင်းအဲဒီနောက်တက်မ89တက်မမှုဖြစ်လာခြင်းဖြစ်ကြောင်းသိရပါတယ်။ ပုံမှုကြောင့်အောင်တအုံမှဇနီးတော်တက်စုနယ်တွင်သားကြီးဖြစ်သူပြေရှံဦးသားငင်အံပုံးဦးတို့ရှိကြောင်းသိရပါသည်၂၀၂၁တုန်းကအောင်တအုံက89တက်မှမမဟုတ်သေးဘူး၂၀၂၁ခုနှစ်စစ်အာဏာသိမ်းတဲ့အထိက89တက်မှမကပုံမှုကြောင့်မြတ်တပ်ဦးသူရဲ့နောက်မှာပုံမှုကြောင့်မင်းကိုကိုသူရဲ့နောက်မှာစုမြတ်တော်သူရဲ့နောက်မှာကြော်ကြော်ဟန်သူရဲ့နောက်၂၀၂၄မှာမှအောင်တအုံက89တက်မှမဖြစ်လာခဲ့တဲ့အခုလက်ရှိခုံခုံတက်မှမအောင်တအုံက၂၀၂၁လောက်တုန်းကရန်ကုန်တိုင်းအမတ်တေစစ်တီတာမှုအဲဒီကနေနောက်ပြီး ရောကော်တောင်စာဘာခါမှုအဲဒီကမှာ89တက်မှမှုလို့သတင်းဌာနကပြောပါတယ်။အင်းတော်မျိုးသိမ့်တိုက်ပွဲမှာတက်မှ89တက်မှမှုပုံမှုချုပ်အောင်တန်ဦးကိုလက်ရအရှင်ဖမ်းဆီးရရှိထားတော့လဲလက်ရှိအချိန်ထိ NUG ကတရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ဆက်လက်ပြီးကောလင်းမြို့နယ်ကိုလေးချောင်းကနေစစ်ကောင်စီထပ်ပြီးပုံကျင်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကောလင်းမြို့နယ်ကိုစစ်ကောင်စီကဒီကနေ့ AP 17ရက်နေ့ပိုင်းမှာလေးချောင်းကနေထပ်ပြီးပုံကျင်းတိုက်ခိုက်ခဲ့တယ်လို့ကောလင်းခရိုင်မှတ်တပ်တိုင်းကသတင်းထုတ်ပြန်ထားပါရယ်။ဒါဟာစစ်ကောင်စီကကောလင်းမြို့နယ်ကိုနှစ်ရက်ဆက်လေးချောင်းကနေတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရယ်။ကောလင်းမြို့နယ်အရှိန်ချန်းရွှေဘုံမြကြီးနာဘေးလန်းက တဲချောင်းရွာတဲ့ကိုဒီမနက်အစောပိုင်း3နာရီမိနစ်40မှာလေချောင်းကနေပုံကျဲခဲ့တာပါမြေပြင်စီးရေလှုပ်ရှားမှုမရှိတော့ဘဲအရက်သားပြည်သူတွေကိုပြတ်မှတ်ထားပြီးလေချောင်းတိုက်ခိုက်ခဲ့တာလို့ KLBDF ကသတင်းထုတ်ပြန်ထားပါတယ် ပုံဒီနှလုံးကျဲချတိုက်ခိုက်ခဲ့ရမှာကျင်းရွာနီလေကွင်းနဲ့တလုံးကျရောက်ပောက်ွဲခဲ့ပြီးထိခိုက်ပျက်စီးမှုအနည်းငယ်ရှိနေလို့ဖော်ပြပါရယ်စစ်ကောင်စီကမင်းကနေကင်းပိုင်းမှာလဲကောလင်းမြို့နယ်အင်ပင်လှကျင်းရွာစတင်ကြောင်းကိုပေါင်900ပုံနှလုံးကျဲချတိုက်ခိုက်ခဲ့လို့၁၄နှစ်အရွယ်မင်းကလေးတအုပ်တည်ဆုံးပြီး၃ဦးဒဏ်ရာရရှိခဲ့ပါရယ်အင်းတော်မြို့အဆုံးရှုံးပြီးတဲ့နောက်အင်းတော်ကောလင်းဝန်းတို့မြို့နယ်အတွင်းလေးကျောက်တိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေတာပေါ့တော်လိုင်းပူပေါင်းတပ်တွေကအင်းတော်မြို့ကို AB 9ရက်မှာတိုက်ခိုက်သိမ်းယူခဲ့ပြီးတပ်မ89တပ်မမှုပုံမှုကျောက်အောင်တပ်ဦးနဲ့စစ်တုံးပန်းအများ ားပြကိုဖမ်းဆီးထားပါတယ်။ AP ကိုရံမှာလည်းကောင်းလင်းနဲ့နေမြင့်ချင်းနီကန်နေတဲ့ဝန်တုံမျိုးနဲ့နန်းခန့်ချိရွာကိုစစ်ကောင်စီလေကြောင်းပုံချေတိုက်ခိုက်ခဲ့လို့အရသား24ဦးသေဆုံးပြီးတရားရသူတွေရှိခဲ့ပါတယ်။ဒါကြောင့်စစ်ကောင်စီရဲ့လေကြောင်းအန်ဒီရဲ့ကိုကောင်းလင်းဝန်တုံနဲ့အင်းတော်တနယ်လုံးဂယူဆိုင်ကြဖို့တော်လိုင်းတပ်ဖွဲ့တွေကတတိပေးထားပါတယ်။ ဆက်လက်ပြီးစစ်ကောင်စီထိုးစစ်မှတရုတ်ဒရုန်းပညာရှင်များကူညီနေကြောင်းမြေပြင်သတင်းရရလို့ KNU တဝဲခရိုင်တာဝန်ရှိသူပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ခရင်အမျိုးသားစီယုံ KNU တဝဲခရိုင်တက်မဟာလီနယ်မြေမှာစစ်ကောင်စီကထိုးစစ်ဆင်ရမှာတရုတ်ဒရုန်းပညာရှင်များပါဝင်ကူညီလျက်ရှိကြောင်းမြေပြင်သတင်းရရှိရလို့ KNU တဝဲခရိုင်တွင်ရင်မှုဘဒိုစောအေနာကပြောပါရယ်။စစ်ကောင်စီတပ်က KNU တက်မဟာလီတိုင်ရင်းစတင်နေမြေမောတောင်ဒေသကို2024ဒီဇင်ဘာကစတင်ထိုးစစ်ဆင်နေပြီးအခု AP 9ရက်မှာဒရုန်းနည်း ညာရှင်9ဦးအဆိုပါဒေသကိုရောက်ရှိကစစ်ကောင်စီတပ်နယ်ပူးပေါင်းဆောင်ရွက်နေရလို့ KNU တာဝန်ရှိသူတွေကပြောပါရယ်စစ်ကောင်စီအနေနဲ့2024ဒီဇင်ဘာကလေးကမြေပြင်ထိုးစစ်ဆင်လျက်ရှိတော်လဲခရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့တော်လိုင်းအင်အားစုတွေခုခံတိုက်ခိုက်နေပြီးရှေ့ဆက်တူမယာဖြစ်ကြောင်းဘဒုစောအင်နာကပြောပါရယ် အဲဒါကြောင့်ဒီနောက်ပိုင်းမှာအီဘီလာမလာတွင်မှာစကားစကားဒရုန်းတော်တော်များများသုံးလာကြတဲ့ဒရုန်းကင်းထောက်တွေသုံးနေလေရင်တွေနေတိုင်းလိုလိုကင်းထောက်တဲ့ပုံကျဲတဲ့အခုနောက်ဆုံးရက်ပိုင်းမှာဒရုန်းကင်းထောက်ပြီးတော့ဒရုန်းတွေပုံကျဲတယ်ကျွန်တော်တို့ဖွဲ့တွေကကားတွေလည်းထိတယ်လူတွေထိတာလည်းရှိရဒါကြောင့်ကျွန်တော်တို့ကပြန်သုံးသက်တဲ့အပိုင်းမှာမြေပြင်သတင်းရာဆိုတရုတ်အဲ့ဒီပညာရှင်တွေရောက်တဲ့နောက်ပိုင်းမှာသူတို့ပို့ပြီးတော့ဒရုန်းကင်းထောက်တွေသုံးကြတယ်ပြီးတော့ကျွန်တော်တို့လှုပ်ရှားမှုတွေကိုကင်းထောက်ပြီးတော့ရတာပေါ့လို့ပရိုဆိုအေနာကပြောပါတယ် ဒါကြောင့်မြေပြင်တည်နေစစ်ကောင်စီလက်ရှိလုံဆောင်နေတဲ့စီးရီပိုင်းထူးခြားမှုတွေရှိလာခြင်းဖြစ်တယ်လို့ဆိုပါတယ်။တရုတ်ပညာရှင်တွေသုံးနာကတော့မြေပြင်တည်ရကျွန်တော်တို့ကရပါတယ်။ဒါပေမဲ့အတီးပြုလို့တော့မရသေးဘူး။အခုအဲ့ဒီသူတို့မြေပြင်စစ်သားတွေကြတော့ကျွန်တော်တို့တော်လိုင်းဖွဲ့တွေကစက်တိုင်နေတော့စက်တိုးလို့မရဘူး။သူတို့ဘက်ကအဲ့ဒီ drone တွေနဲ့လင်းရင်ပဲအားကိုးနေရတာလို့ဘဒုစောအေနာကပြောပါတယ်။ KNL တပ်မှလီမှာစစ်တပ်အာဏာသိမ်းစားက စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ပွားမှုနှဲပါခဲ့တော့လဲ2024ခုကစပြီးစစ်ကောင်စီတပ်စခန်းနေစစ်ကြောင်းတွေကို KNU နဲ့တော်လိုင်းတပ်တွေကပုံမတိုက်ခိုက်မှုတွေပြုလုပ်လာခဲ့တာကိုတွေ့ရပါတယ်စစ်ကောင်စီကလက်ရှိအချိန်မှာစစ်မြေဒရုန်းများပြည်သူများရဲ့နေအိမ်များဖျက်ဆီးတိုက်ခိုက်ရာနဲ့တော်လိုင်းတပ်များတိုက်ခိုက်ရာမှာအသုံးပြုလာတာကိုတွေ့ရပါတယ်ဒါပေမဲ့စစ်ကောင်စီရဲ့ဒရုန်းချို့ကိုတော်လိုင်းတပ်တွေကပစ်ချထားနိုင်တာကိုလည်းတွေ့ရပါတယ် နောက်ထပ်တစ်ပုတ်အနည်းနဲ့စစ်ကောင်စီရွေးကောက်ပွဲကျင်းနေစရာရလဒ်မထွက်နိုင်တော့လဲအပိုင်ပိုင်ခွဲပြီးနာကိပုံစံကျင်းပလိုက်မယ်လို့ဝင်ပြိုင်ရေးပါတီချုပ်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီပြုလုပ်မဲ့ရွေးကောက်ပွဲကျင်းနေစရာရလဒ်မထွက်နိုင်တော့လဲအပိုင်ပိုင်ခွဲပြီးနာကိကလာပုံစံမျိုးကျင်းပလိုက်မယ်လို့ထင်မြင်ယူဆမိကြောင်းဝင်ရောက်ရှင်ပြိုင်ကြမဲ့စစ်ကောင်စီအသိမှတ်ပြုနိုင်ငံပါတီတချို့ထံမှသိရပါရယ်။အာနာသိန်းစစ်ကောင်စာပို့ချုပ်မှုကြီးမရောက်လိုက်ကလည်း၎င်းတို့ရွေးကောက်ပွဲကိုအခုနှစ်ဒီဇင်ဘာတတိယပတ်ကစပြီးလာမယ့်2026ခုနှစ်ဇန်နဝါရီဒုတိယပတ်ထိလေးပိုင်ခွဲပြီး ီပြုလုပ်သွားမယ်လို့ပြီးခဲ့တဲ့မန်လာက ပြောကြားခဲ့ပါတယ်။အဆိုပါရွှေကောက်ပွဲကိုစစ်ကောင်စီကနာဂင်မုံတိုင်းတိုက်ခိုက်စဉ်2008ဖွဲ့စည်းပုံခြေကံဥပဒေအတည်ပြုနိုင်ဖို့လုပ်တယ်လို့ကျင်းပသွားနိုင်ကြောင်းအဲ့ဒီရွှေကောက်ပွဲဝင်ပြိုင်မဲ့အမည်မဖော်လို့သူနိုင်ငံပါတီခေါင်းဆောင်တောက်ကဆိုပါတယ်။နာဂင်တုံးကလည်းအဲ့ဒီနေရာတွေကိုခဏထားပြီးကြံတဲ့တိုင်းတွေလုပ်သွားတယ်။တကောင်စင်းတုံးကလည်းအဲ့ဒီလိုလုပ်တာတွေ့ရတယ်။အခုလည်းအဲ့လိုပဲစစ်နဲ့ငလင်နေရာတွေကိုနောက်မှလုပ်မဲ့သဘောလို့၎င်းကပြောပါတယ်။ဒါပေမဲ့အာနာသိမ့်ပြီးနောက်ခုကန်တော်လန်မှုတွေကြောင့်စည်ရေးရှုံးနေမှုတွေပြင်အင်အ ားအပြင်ငလင်လုခတ်လိုက်တဲ့အတွက်ရွှေကပွဲရှာလက်ပုံဝင်ရောက်ရှင်ပြိုင်မင်းအင်အားနေနိုင်ငံရေးပါတီတချို့ကစိုးရိမ်မှုတွေရှိနေကြောင်းသိရပါဗျ။ဒီရွေးကောက်ပွဲရလက်ကတော့ကျင်းနေစရာရှိမှာမဟုတ်ဘူးဒါပေမဲ့အစိုးရကအကောင့်ယူဆိုသလိုပေါ့ဒါမလို့ဘူးဆိုရင်နေနာမှုတွေပုံများသွားမယ်လို့တိုင်းစင်ဝင်ပြိုင်မယ်အမည်မဖော်လို့တဲ့နိုင်ငံပါတီတအုပ်ကတာဝန်ရှိသူကဆိုပါတယ် အခုလက်ရှိမှာစစ်ကောင်စီကရွှေကောက်ပွဲကျင်းပဖို့အချိန်နီးကန်လာလို့လူပြောင်းကစားမှုဖြင့်လက်အောက်ခံရွှေကောက်ပွဲကော်မရှင် UEC ဒုတိယဥက္ကဋ္ဌနေရာကိုအဖွဲ့ဝင်ဦးတန်းစိုးကိုခန့်အပ်တာဝန်ပေးလိုက်ကြောင်း၎င်းတို့ဝါရဖြန့်သတင်းစာရိယာတည်ရပါတယ်။ဒါပြင်စစ်ကောင်စီရဲ့ရွှေကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံပါတီတွေကလာမယ့်မေလ9ရက်နေ့နောက်ဆုံးထားပြီးနိုင်ငံပါတီတည်ထောင်ခွင့်ရှောက်ရမှာဖြစ်ပြီးမဲဆွယ်စည်းရုံးရေးအတွက်အချိန်လုံလောက်စွာရရှိစေဖို့ရှိရတယ်လို့ထုတ်ပြန်ထားကြောင်းသတင်းမှာဖော်ပြပါရှိပါတယ်ရှင်။